အားလုံးမင်္ဂလာပါရှင်ကိုကျေစုရှာနာအောင်လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးကတော့အခုမြင်နေရတဲ့အိတ်ထူနီဖက်တန်းသစ်လေးကိုမျှဝေပေးပါမယ်ဒီအိတ်လေးရဲ့အာသာချက်ကတော့ဆွေမျိုးတို့မှရှိတဲ့ ပိုနေတဲ့ချီလေးတွေကိုတုံပြူပြီးတရောင်ကိုတချောင်းတချောင်းနဲ့ဖန်တီးလို့ရပါတယ်။အိတ်ကြိုးကိုကြတော့အပြားလေးလှုပ်ထားပါတယ်။ဒီနေရာမှာအိတ်ထူချီအပြော့သုံးမဟုတ်အမှစိတ်တော်ကိုရွေးသွန်းလို့ရပါတယ်။ကြက်သွေးရောင်နှလုံးကုန်ပါမယ်။ကြံတဲ့ရောင်လေးတွေကတော့တလုံးစီပါအဆိုင်၂ .5 ကိုတုံပြူထားပါတယ်နော်။အခုပြောသွားတဲ့ချီလုံးနဲ့ကုံကြမ်းတွေမာယူအားပေးခြင်းနဲ့ဆိုရင်တော့ကိုကျေစုဟမ်မေရှော့ဖိတ်မှာမာယူအားပေးလို့ရပါတယ်နော်။ထိုင်းပင်နေရာမဆိုးပို့ပါတယ်။ โอเคဒါဆိုရင်ဆွေမြတ်တို့ဒီအိတ်လေးကိုဘယ်လိုထိုးမလဲဆိုတာကိုစလိုက်ကြရအောင်เนาะဆွေမြတ်တို့ဖွင့်ပြီး73ခါထိုးမယ်เนาะဒီလိုဖွင့်ပြီး73ချက်ထိုးမယ်ဒီမျိုး73ခါထိုးပြီးသွားပြီဆိုရင်ပတ်ထီထွက်နေတဲ့ပေါင်မဟုတ်ပဲဒုတိယပေါက်ကနေပြီးတော့တိုင်တူလေးထိုးမယ်တပေါက်မှာတစ်ချက်နဲ့တိုင်တူလေးတွေဆက်နဲ့တိုင်ရအောင်ထိုးသွားမယ် ဒါမျိုးလေးနော်ဟိုဘက်ဆုံးကိုရောက်တဲ့အထိ12တိုင်တိုင်တူ12တိုင်ရအောင်ထိုးလာမယ်။ Okay ဒီလိုမျိုးရပြီဆိုရင်စမြတ်တို့သူ့ကိုပြန်လှည့်မယ်။ဖွင့်မီတစ်ချက်ထိုးပြီးတော့ပြန်လှည့်မယ်။ပြီးရင်တစ်ပေါက်မှာတစ်ချက်နဲ့တိုင်တူလေးတွေ12တိုင်ရအောင်ပြန်ထိုးမယ်။ တပေါက်မှာတစ်ချက်တစ်ချက်နဲ့ပြန်သွားမယ်နော်ပြန်လာမယ်ဆုံးကိုရောက်ရင်ပြန်ကြည့်မယ်နော်အဆုံးကိုရောက်လို့ဆန်းတဲ့တိုင်ပြီသွားပြီဆိုရင်လည်းဆွေမတို့ဖို့မီတစ်ချက်တက်မယ်ပြန်လှည့်မယ်ပြီးလို့ရှိရင်ဒီတိုင်းပဲဆန်းတဲ့တိုင်ပြန်ထိုးသွားမယ်ပြောချင်တာကဒီပုံစံတိုင်းပဲသွားပြန်လာပြန်သွားပြန်လာပြန်ထိုးသွားမယ် โอเคဒါဆိုရင်ဒီသွားပြန်လာပြန်ဒီအိတ်အောက်ခံလေးကိုပေါ့နော်ဆိုရင်ဘယ်လောက်ထိယူမလဲဆိုတာ ပြန်ပြပေးမယ်နော်ထိုးရမှာကသွားလာပြန်သွားပြန်လာပြန်ထိုးသွားလိုက်ရုံပဲနော်ဒီနော်ဒီမှာဆိုရင်သွားပြန်လာပြန်သွားပြန်လာပြန်နဲ့ထိုးလိုက်တာဒီလောက်လေးပဲယူတယ်နော်ဟိုသူကလေအရင်ကိုလိုချင်တဲ့လောက်ရှီလို့မရဘူးရှီသွားတဲ့ဆိုရင်နောက်တစ်ဆင့်တက်မှာဆိုရင်သူ့ကိုပွားပြီးတော့အောက်ခံကကြီးအောင်မှမို့လို့ရှစ်လက်မှခွဲလောက်ပဲယူထားတယ်နော် โอเคရှင်းလက်မခွဲလောက်ယူထားတယ်ဆူမြထိုးထားတဲ့ site ဆိုရင်ဒီလောက်ယူထားတဲ့ site ပေါ့เนาะโอเคဒါဆိုဆူမြတို့ဒီနေရာမှာခြိဝင်ချိတ်မယ်အကိုထက်ကျင်တဲ့အယောင်ပေါ့เนาะတနေရာရာမှာဝင်ချိတ်လိုက်ပါဘယ်နေရာဖြစ်ဖြစ်ချိတ်လို့ရပါတယ်ဆူမြကတော့နေရောင်လေးကိုဝင်ချိတ်လိုက်မယ်เนาะနီယံလေးကိုချိတ်ပြီးလို့ရှိရင်ဖွင့်ပြီးသုံးချက်တက်ပါမယ် ဖွင့်ပြီးသုံးချက်တက်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာတိုင်ရှိတတိုင်ထပ်ထိုးမယ်ဒေါက်မှာဆိုရင် တိုင်ပွားလေးလုပ်ပေးမယ်နော်ဒါမျိုးလေးပြီးရင်ဒီမှာတခါတယ်တိုင်လေးတွေသွားမယ်တပေါက်မှာတစ်ချက်နဲ့နော်တဒန်းမှာတစ်ချက်နှုံနဲ့ယူပေးပါဒါမျိုး တပောက်မှာတစ်ချက်တစ်ချက်တစ်ချက်နဲ့ထိုးသွားမယ်နော်ထိုးလာပြီလို့ဒီတောက်ကိုရောက်ပြီဆိုရင်ပြန်ကြည့်မယ် Okay နော်ဒီမှာစမက်ထိုးလာတာတပောက်မှာတစ်ချက်တစ်ချက်နဲ့ဒီလိုမျိုးတောက်ကိုရောက်ပြီဆိုရင်တောက်မှာဆိုရင်နှစ်တိုင်ပွားပေးမယ်တောက်မှာဆိုတစ်တိုင်နောက်ထပ်တစ်တိုင်နှစ်တိုင်ပွားပေးမယ်နော်ဒါမျိုးပြီးလို့ရှိရင်ပုံမှန်တိုင်းတပောက်မှာတစ်တိုင်တစ်တိုင်ထပ်ထိုးသွားမယ် တပောင်းကတတတိုင်ထထိုးမယ်ပြီးလို့ရှိရင်ဒီတောက်ကိုရောက်ရင်ပွားမယ်ပြီးရင်ပြန်ထိုးလာမယ်ဒီမှာပွားမယ်ပြီးရင်ပြန်ထိုးလာပြီးဒီနားရောက်ပြီဆိုပြန်ကြည့်မယ်နော်โอเคเนาะဒီမှာဆမြပြောတဲ့အတိုင်းထိုးလာလို့ရှိရင်ဒီလိုမျိုးပတ်လဲရမယ်ညီညီလေးနဲ့လှလှလေးထိုးပေးပါနော်ဒါမျိုးလေးဒါဆိုရင်ဆွေမြတို့ကတရောင်ပြောင်းပြောင်းပြီးထိုးမှဖြစ်တဲ့အတွက်ခြီးဖြတ်လိုက်ပါနော်။အာခြီးဖြတ်လိုက်တာစနေနဲ့ရှိသွားတယ်။ โอเคฉีဖြတ်လိုက်ပါပြီးရင်ကိုထည့်ကျင်တဲ့အရာကိုဝင်ထည့်မယ်ဒီနေရာမှာကိုကတရောင်နဲ့ထိုးမယ်ဆိုရင်တော့မဖြတ်ပဲဆက်ထိုးသွားလိုက်ရုံပဲเนาะโอเคဒါဆိုရင်ဆုမြတ်ကနောက်တရောင်ကိုပြောင်းမယ်နောက်တရောင်ကိုပြောင်းဖို့အတွက်ဒီတနေရာရာမှာခြီးဝင်ချိတ်မယ်ဒီတောက်လေးမှာဝင်ချိတ်ပြီးလို့ရှိရင်ဖို့မြေ၃ခါထက်ထိုးမယ်1 2 3 4 3ဖွင့်မီ3ခါကတိုင်တိုင်စာပြီးရင်နောက်နောက်ထပ်တတိုင်ကလဲမှာချားဖို့အတွက်ပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိတတိုင်ထပ်ထိုးမယ်ဒါမျိုးပြီးရင်တခါတည်းအဲ့မှာရင်ပြီးတော့အောက်မှာတပေါက်ချားမယ်နောက်တပေါက်မှာတိုင်ရှိတတိုင်ထိုးမယ်ဖွင့်မီတစ်ချက်ထိုးမယ်ပြီးရင်နောက်တပေါက်မှာအဲ့ဒီပေါက်ထဲမှာပဲတိုင်ရှိတတိုင် ပြီးရင်အမှတခါတည်းရင့်ပြီးတော့ဒီမှာတပောက်ချမယ်နောက်တပောက်မှာတိုင်ရှိတတိုင်ပြီးရင်ဖွမီတစ်ချက်ပြီးရင်ဒီပောက်ထဲမှာပဲတိုင်ရှိတတိုင်ထပ်ထိုးဒီလိုပုံစံနဲ့ပဲပတ်လည်ထိုးသွားမယ်ဒီမှာအမှတခါတည်းရင့်ပြီးတပောက်ကြော်မယ်နောက်တပောက်မှာတိုင်ရှိဖွမီတစ်ချက်ချမယ်ဒီမှာတိုင်ရှိ sorry ဆုမြတ်စာပြောဘူးမေ့သွားလို့ဒီနေရာမှာအဆုံးမှဆိုရင်ဆုမြတ်တို့ကရှက်ကော်လေးနဲ့ချိတ်လိုက်တယ်เนาะရှက်ကော်လေးနဲ့ချိတ်ပြီးလို့ရှိရင်ခြီးဖြတ်လိုက်တယ်เนาะပထမဆုံး1နှစ်3ရက်ထိတ်လေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်တယ် okay ဒါဆိုရင်ဒီပန်းရောင်လေးကိုလည်းဆုမြတ်ပြောသလိုမျိုးပတ်လက်လုံးထိုးသွားပေးပါเนาะဒီအဆုံးကိုရောက်ရင်ပြန်ပြပေးပါမယ် okay ဒီမှာဆုမြတ်ပြောတဲ့အတိုင်းဒီပုံစံတိုင်းထိုးလာပြီးပြီဆိုရင်ဒီမှာ 1 3ဆိုတဲ့နေရာလေးမှာရက်ကော်လေးနဲ့ဝင်ချိတ်လိုက်မယ်နော်ပြီးလို့ရှိရင်ဖော်မီလေးတစ်ချက်ထိုးပြီးလို့ရှိရင်ဆိုမြတ်တို့ခြီစားကိုဖြတ်လိုက်မယ်နော်ဒါဆိုရင်ဒီပုံစံလေးရပါမယ်โอเคဒါဆိုရင်ဒီလိုပုံစံရပြီဆိုရင် ကိုထက်ချင်တဲ့အယောင်နောက်တစ်ယောင်ကိုဒီမှာဝင်ထည့်မယ်ဒီပေါက်လေးထဲမှာဝင်ထည့်မယ်ပြီးလို့ရှိရင်ခြီချိတ်လာမယ်ခြီချိတ်လာပြီးတော့ဖော်မီ 3အပေါင်း1ထိုးမယ်1 2 3ကတိုင်တိုင်းစာအလဲမှာချဖို့အတွက်1ပြီးလို့ရှိရင်ဒီပေါက်ထဲမှာတိုင်ရှိထိုးမယ်ပြီးရင်တခါတည်းသူ့ရဲ့နဘေးကပေါက်မှာတိုင်ရှိထိုးမယ်ဖော်မီတစ်ချက်ထိုးမယ်ပြီးရင်ဒီပေါက်ထဲမှာတိုင်ရှိပြန်ထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာ ပိုင်ရှိထိုးမယ်ဖော်မီတစ်ချက်ချမယ်ပြီးရင်ဒီပေါက်ထဲမှာတိုင်ရှိထပ်ထိုးမယ်ဒါမျိုးလေးနော်ဒီပုံစံတိုင်းပဲထိုးသွားတော့မယ်ဒီဖော်မီခြားထားတဲ့ပေါက်ထဲမှာတိုင်ရှိထိုးမယ်အလဲမှာဖော်မီခြားမယ်ပြီးရင်ဒီပေါက်ထဲမှာတိုင်ရှိထပ်ထိုးမယ် ီလိုပုံစံပဲထိုးသွားတော့မယ်ဖော်မီဒီမှာတခါတဲ့တိုင်ရှိလာထိုးမယ်ဖော်မီတစ်ချက်ချမယ်ပြီးရင်ဒီပေါက်ထဲမှာတိုင်ရှိထိုးမယ်ဒါမျိုးဒီလိုပုံစံနဲ့ပတ်လဲထိုးသွားမယ်အဆုံးကိုရောက်ပြီးဆိုရင်ဒီနားမှာရက်ကော်လေးနဲ့ချိတ်ပြီးတော့ခြီဖြတ်မယ်ပြီးလို့ရှိရင်နောက်တရောင်ချိန်မယ်ကိုထက်ကျင်တဲ့ရောင်တိုင်းပေါ့ထည့်ပြီးလို့ရှိရင်ဝင်ထည့်ပြီးဒီပုံစံပဲပြန်ထိုးမယ် တကွက်တည်းနဲ့ပဲအဲ့လိုလေးသွားမယ်နော်ဟိုကိုလိုချင်တဲ့အနေထားဟိုအဆုံးကိုရောက်ပြီးအဲ့ရဲ့အရှိနေထားလောက်ထိရောင်တွေပြောင်း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 ပြီးတော့ထိုးသွားပြီးထိုးသွားပြီးပြီဆိုရင်ပြန်ကြည့်မယ်နော်โอเคနော်ဒီမှာဆက်မပြောတဲ့အတိုင်းရောင်လေးတွေဆက်ဆက်ပြီးတော့ပေါ့နော်တကုတ်ပြင်ထီတစ်ခါပြန်နောက်တရောင်ဆက်တမျိုးတည်းပဲနော်ပတ်ပုံစံတည်းပဲကိုလိုချင်တဲ့ရှိနေထားလို့ထီရအောင်ထိုးသွားမယ်ဆွေမြကတော့ ဘယ်နဲ့လက်မထိုးထားလဲဆိုတော့အဒီနာတိတိုင်းလိုက်လို့ရှိရင်၁၂လောက်ပဲယူတယ်နော်ဒီတန်းမှာဖြူလေးတဒန်းတော့မှမထိုးကျင်တော့ဘူးဒီလောက်နဲ့ပဲရလိုက်တယ်ရှီသွားမှာဆိုလို့မကြိုက်မကြိုက်လို့လေကိုယ်စိတ်နဲ့ကိုအရှိကိုလိုတဲ့လောက်ထိုးသွားပါနော်ပြီးလို့ရှိရင်အမီထဲတဲ့နေရာကိုရောက်ပြီးဆိုရင်ဆွေမတို့တိုင်တိုးလေးကိုနှစ်တန်းလောက်ထည့်ပါမယ်ဒီနားမှာခြိဝင်ချိတ်မယ် ဆွမြက်ကအဖြူလေးနဲ့တကယ်တော့ဆွမြက်ကကြက်သွေးရောင်လေးနဲ့ကျိုးလို့မှဒါပေမဲ့ပန်းရောင်ပြီးရင်ပန်းရောင်ပြီးလို့ရှိရင်အဖြူလေးတဒန်းလာတယ်ဆိုတော့ဒီနားမှာဆွမြက်ကအဖြူလေးတဒန်းထည့်လိုက်အောင်မယ်တိုင်တူကိုဒါမျိုးတိုင်တူလေးတွေထိုးသွားမယ်ဆိုတော့ဒီနေရာမှာဖော်မီတစ်ချက်ထိုးမယ်ပြီးရင်ဒီကနေပြီးပဲပြန်ဆားမယ်တိုင်တူပြီးရင်နောက်တစ်ပေါက်မှာတိုင်တူ တပေါက်မှာတစ်ချက်နှုံနဲ့ထိုးသွားတော့မယ်နော်ပြီးရင်ဒီအလဲကပေါက်မှာတိုက်တို့ပြီးရင်နောက်တစ်ပေါက်မှာတိုက်တို့ဒိဗယ်ကပေါက်ရှိတဲ့မြေနေရာလေးတွေမှာအကုန်လုံးတိုင်တို့လေးတွေထိုးသွားမယ်ဒီဖွံ့မီတစ်ချက်နေရာမှာဆိုရင်လည်းတိုင်တို့တိုင်ထိတ်မှာဆိုရင်လည်းတိုင်တို့တိုင်တို့အဲ့လိုနော် ဒါဆိုရင်ပိုင်ဒိုကိုတပတ်ပြည့်ပြီဆိုရင်ဆူမြက်ကစက်သွေးရောင်လေးကိုပြောင်းပြီးတော့နောက်ထပ်တိုင်ဒိုလေးတဒန်းသုံးမဟုတ်နှစ်တန်းထိုးပြီးလို့ရှိရင်ပြန်ပြပေးမယ်နော်။ Okay เนาะဒီမှာဆူမြက်ဒီစင်စွဲလေးနဲ့တိုင်ဒိုတဒန်းထိုးပြီးတော့ခြီးဖြတ်တယ်ပြီးတော့နောက်ထပ်ဒီစက်သွေးရောင်လေးဝင်ချိတ်ပြီးတော့တိုင်ဒိုလေးတဒန်းထပ်ထိုးလိုက်တယ်နော်။ပြီးရင်ဆူမြက်တို့ ကြိုးထဲဖို့အတွက်ညီညီမျှမျှလေးခွဲယူမယ်ဒါလေးကိုကြာတော့ဆုမြတ်ကခွဲထားပြီးပြီခွဲတာကကြာတော့လွလွဲလေးပဲเนาะဒါပေမဲ့အသေးစိတ်လေးတော့ရေပေးရမယ်เนาะဆုမြတ်ကဒီလိုမျိုးလေးလှုပ်လိုက်ပြီးတော့ဟိုထက်ကျင်တဲ့နေရာလေးတွေကိုပေါ့เนาะဆုမြတ်ကမှတ်ချိတ်လေးနဲ့ချိတ်ထားတယ်ဒီမှာဆိုရင်လည်းအလဲဆိုရင်အလဲညီညီမျှမျှယူထားတယ်เนาะဒီနာအဲ့လိုရေထားတယ် တနည်းလေး6ရှိဆိုပြီးတော့အဲ့လောက်ထိတောင်မှသေးသေးတေချာချာလေးရေထားပြီးမှဒီမှာပြပေးတယ်ဒီမှာကျတော့မရေပြတော့ဘူးဒါလေးကအခြေခံလေးတွေဖြစ်တဲ့အတွက်ကိုယ့်အကိုလုံလို့ရတယ်နော်ဒီဘက်ကိုကျတော့ဒီလိုမျိုးအဆုမြတ်သုံးပြုနေကြအဲ့လေးကိုနမူနာယူပြီးတော့သူနဲ့တဆိုင်တယ်မှုလို့ပေယိုးလေးနဲ့တိုင်းတယ်ဒီနားလေးကိုဘလောက်ယူမလဲဆိုပြီးတော့ဒီနားလေးကို၆လက်မှယူထားတယ်အလဲကိုနော် အဲ့လိုအလဲကို6လက်မှယူပြီးတော့ကြံတဲ့နေရာလေးတွေကအကုန်လုံးညီညီမျှမျှလေးဖြစ်အောင်ခွဲယူလိုက်တယ်နော်ပြီးရင်ကြိုးစားထည့်မယ်ကြိုးကိုကြတော့ပုံမှန်ထည့်နေကြအိတ်လေးတွေမှာထည့်တဲ့ပုံစံမျိုးမထည့်ပဲဆင်းရဲကကြိုးပြားလေးစမ်းကြည့်ချင်လို့ဒီချိတ်ထားတဲ့နေရာမှာ ခြီးဝင်ချိတ်မယ်ချီဝင်ချိတ်ပြီးလို့ရှိရင်ဖုံးမီလေးတစ်ချက်တက်မယ်ဒါလေးဖြုတ်လိုက်မယ်เนาะ ပြီးရင်ဒီပေါက်ထဲကနေပြီးတော့တိုင်းတို့၁တိုင်းတို့၂တိုင်းတို့၃တိုင်းတို့၄တိုင်းတို့၅အင်း၅ပဲယူမယ်နော်အစားတော့6ယူမလားလို့၅ယူမယ်9တော့မဟုတ်6ယူမယ်အာ6ယူကြည့်မယ်နော်ကြိုက်တယ်လို့ယူပါ6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 2000 2001 2002 2003 2004 2005 2006 2007 2008 2009 2010 2011 2012 2013 2014 2015 2016 2017 2018 2019 2020 2021 2022 2023 2024 2025 2026 2027 2028 2029 2030 2031 2032 2033 2034 2035 2036 2037 2038 2039 2040 2041 2042 2043 2044 2045 ဆမြကတော့6ယူလိုက်မယ်နော်တိုင်းတို့6ယူပြီးလို့ရှိရင်ဖုံမီတစ်ချက်ထိုးမယ်ပြင်ပြန်လှည့်မယ်ပြန်လှည့်ပြီးတော့ဒီ6ယူထားတယ်ဆိုရင်6ဖြည့်ရမယ်1နှ5ရေပြီးထိုးပါနော်တချို့တွေကလေမရေဘဲနဲ့မှားမှားပြီးတော့ငေငေငေသွားတာမျိုးရှိတယ်ဒီလိုမျိုးထိုးတယ်ဆိုရင်6 6ရပြီဆိုရင်လည်းဖော်မီတစ်ချက်ထိုး ပြီးတော့ပြန်လှည့်မယ်1 2 3 4 5 6ဒီလိုနော်ဒေဒေတတလေးယူပေးပါနော်ဆွေမတို့အနားရင်ပါရီလဲတတ်ချင်မှတတ်တော့မှာမဟုတ်လို့ပါနော်ပြီးရင်ဖော်မီတစ်ချက်တက်

ဆွေမစိတ်ထင်တော့တရာလောက်ထိုးရလိမ့်မယ်နဲ့တူတယ်နော်တရာလောက်ထိုးပြီးပြီဆိုရင် ပြန်ကြည့်မယ်တရာထိုးပြီးပြီဆိုရင်ဆွေမတို့ကဒီဖက်မှာလာဆက်မှာအဲ့လိုမျိုးနော် Okay ဒါဆိုရင်ထိုးသွားပါပြီးလို့ရှိရင်ပြန်ပြပေးမယ်နော်ဆွေမဘယ်လောက်ယူလဲဆိုတာ Okay နော်ဒီမှာဆွေမပြောသလိုမျိုးကျိုးကိုသွားပြန်လာပြန်သွားပြန်လာပြန်ထိုးသွားလို့ရှိရင်ဒီလိုပုံစံရတယ်စုစုပေါင်းစုမြတ်ကတော့100နဲ့5တန်းထိုးလိုက်တယ်เนาะသွားလိုက်လာလိုက်သွားလိုက်လာလိုက် ဒါကြတော့ကိုလိုချင်တဲ့အနေထားတိုင်းရှိလိုရင်ရှိတို့လိုရင်တို့ထိုးလို့ရပါတယ်เนาะဒါမျိုးကြိုးပြားလေးရပြီဆိုရင်တစ်ဖက်ကတော့ဆွမြန်ဆက်လိုက်ပြီเนาะနောက်တစ်ဖက်ကိုကိုကြတော့ဆွမြန်ဒီမှာဆက်ပြမယ်ဒီကနေခြီဝင်ချိတ်ပြီးတော့ထိုးသွားတယ်ဆိုရင်လိုချင်တဲ့အရှိနေထားရောက်မယ်ရောက်ပြီဆိုရင် ကိုကအမှတ်တာလုပ်ထားတဲ့နေရာလေးမှာဒီဘက်ကဒီဘက်ကထက်တယ်လို့မျိုးဒီဘက်မှာအဆင်ပြေတယ်လို့လေလာထည့်မယ်ပေါ့เนาะ โอเคဒီမှာစမတို့ထည့်မယ်ဆိုရင်ခြီတို့အနဲ့ထည့်လဲရတယ်ကိုထည့်လို့ရတယ်ဆိုရင်ပေါ့နော်ဒါမှမဟုတ်ကိုထည့်မရဘူးဆိုရင်ချုပ်အပ်လေးကိုတုံးပြီးထည့်လဲရတယ်နော်လိုတလောက်ထိုးပြီးရင်ခြီစကိုရှီရှီလေးဖြတ်ထားတယ်ပြီးရင်ကိုထည့်မဲ့နေရာမှာလာထည့်ပြီးတော့ဟိုချုပ်လိုက်ရုံပဲနော်ဝင်ချုပ်လိုက်တယ်ပေါ့နော်ဒါမျိုးလေးပြီးရင်ဒီစရဲ့ဟိုစရဲ့ဒီလိုယူမယ်ချုပ်မယ် 6ခုဆို6ခုပေါ့เนาะဒါမျိုးเนาะလွယ်လွယ်လေးပဲဒီဟာဒီကတချမ်းရယ်ဒီကတချမ်းရယ်ချုပ်သွားပါเนาะ6ခုစလုံးပြီးလို့ရှိရင်ဒီစလေးကိုပါ နားလေးသိမ့်ပေးအဲအစတတ်ပေးလိုက်ပါเนาะဒါမျိုးလေးလွယ်လွယ်လေးပဲโอเคเนาะဒီမှာစသိမ့်ပြီးသွားပြီဆိုရင်ဒါမျိုးလေးရမယ် ကျိုးလေးတွေကိုဒီလိုထည့်လိုက်တယ်เนาะနှစ်ခုစလုံးဒါဆိုရင်ဆွေမတို့အိတ်လေးပြီးပါပြီအထဲမှာအစတွေအားကြတော့လေတော်တော်လေးချိန်ပေးပြီးတော့တင်လိုက်ရတယ်เนาะဒီဗီဒီယိုမှာတော့မတင်ပြတော့ပါဘူးဆွေမတင်လိုက်ပြီမို့လို့โอเคဒါဆိုရင်ဒီလိုအိတ်လေးရပါမယ်ကို နှစ်သက်တဲ့အယောင်လေးတွေနဲ့စပ်ပြီးထိုးကြည့်လို့ရတယ်เนาะခြီးပိုလေးတွေရှိတယ်ဆိုရင်လည်းခြီးပိုတွေနဲ့တယောက်တန်းကိုတယောက်တယောက်တယောက်နဲ့အုံပြုပြီးထိုးလို့ရပါတယ် โอเคဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะအားလုံးစီပြကြပါစေရှင်